ရသချန်နယ်ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဇာရေးဆရာဆရာမောင်တင်ဆက်ရေးသားထားတဲ့ဒါရေးနဲ့ခဝေးပြခင်ပြဇာတ်လမ်းလေးရဲ့အပိုင်းငါးကိုဆက်လက်ပြီးတော့ပြောပြတင်ဆက်ပေးသွားကြပါမယ်ခင်ဗျာဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားပြီးဘေးနား notification ခေါင်းကောင်းလေးကိုလည်းနှိပ်ထားပြီးကြဖို့အထူးတလည်းတောင်းဆိုလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲတင်ဆက်ပေးလိုက်ပါမယ်ခင်ဗျာကျွန်းတင်များပန်းခနုံများပြီးတိစောက်ထားတဲ့ဖုန်းတော်ကြီးအကြောင်းပေါ်မှာတော့ မကောင်းတဲ့ဆုံးတက်ပညာလင်းများနှစ်ယောက်ဖြစ်တဲ့မောင်ကောင်းနဲ့မြောင်ဦးတို့ကထိုင်ပြီးတော့စကားပြောနေကြတယ်။သူတို့နှစ်ယောက်ရဲ့နဘေးမှာတော့တက်ကြီးရင်နေပြီးဖြစ်တဲ့ကပ္ပယာကြီးတုံးနဲ့ကလေးသားသားရွယ်ရှိတဲ့ဖုန်းချောင်းသားလေးတစ်ယောက်ကခရူရူကလေးထိုင်နေကြတယ်။သူတို့နှစ်ယောက်ရဲ့မျက်ဝန်းမှာလည်းကြောက်လန့်နေတဲ့အရေးရောင်များကအထင်းသားကိုမြင်နေရတယ်။မောင်ကောင်းကသူ့ရဲ့မိန်းမဖြစ်သူမျက်ဝန်းကိုကြည့်လိုက်ပြီးတော့မျက်ဝန်းလှသန်းတို့ဘက်ကအချိန်ကြီးကောင်းလောက်လား။ကောင်းပါပါ။ဒီကောင်းလေးတင်းအောင်ကျုပ်တို့ရှိတဲ့နေရာကိုပြောမှမဟုတ်ဘူး။ သူတို့မပြောရင်ခင်မေလဲကျုပ်တို့ဒီမှာရှိတာသိမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဘယ်ပညာသည်မှဖုန်းကြောင်းမှနေမယ်လို့ထင်ထားမှာမဟုတ်လို့ပဲလေ။အဲ့ဒါလည်းဟုတ်တာပဲ။ကဲကဲငမင်းနဲ့ငါဆိုမင်းတို့ကြောင်းအုပ်ကိုဆင်းတော့လိုတာချင်းငါခေါ်လိုက်မယ်။အဲ့မနေနဲ့နော်။ငါခေါ်လို့မင်းတို့နှစ်ယောက်ချက်ချင်းရောက်မလာနိုင်ရင်တော့။မောင်ကောင်ကထိုးသူပြောပြီးတဲ့နောက်ကြောင်းလာနေတဲ့ကပိယာကြီးနဲ့ကြောင်းသားလေးကိုစိုက်ကြည့်လိုက်တယ်။ထိုးသူအကြည့်ကန်နေရတာကိုပင်ကြောက်ရွံ့နေကြတဲ့ကပိယာကြီးနဲ့ကြောင်းသားလေးမှရင်တုံတဲ့လေတံဖြစ် စိတ်စိတ်ချပါကျုပ်တို့မေးပါဦးကဲအဲ့ဒါဆိုသွားတော့ဟုတ်ဟုတ်ဟုတ်ကဲ့ကပီးယာရင်နဲ့ចောင်းသားလေးကလေလင်းမြသွားပြီးចောင်းအောင်ကြီးကိုဆင်းသွားလိမ့်တယ်ထို့နောက်သူတို့နှစ်ယောက်ကចောင်းချစ်တည့်ရပင်အောက်မှာတီးဆောက်ထားတဲ့ကွက်ပစ်မှာထိုင်လိုက်ကတီးတိုးစလာဆိုလိုက်ကြတယ်တို့ကံကလည်းစိုးပါမောင်စိုးရတို့ဆရာတော်လေးဘယ်ဒီရောက်လို့ဘယ်ဒီပေါက်နေလဲမသိတော့ကျုပ်တို့ဆရာတော်ကဘာလို့အဲ့လိုလူတွေမနိုင်ရတာလဲဖုံးပြီးဖြစ်ပြီးတော့တို့တို့ပြောပါဟာ ဟိုကကြားကုန်ပါပြီခတ်ပြီလေဦးမယ်။ငါထင်တို့ဆရာတော်ကဖုံးကြီးဆိုပေမဲ့ပုရုဇဉ်ဖုံးကြီးလေကွာ။သူတို့ကအနှစ်နှစ်လာလာမကောင်းမှုတွေကျွလွန်နေတယ်ပညာတွေ။လူဆိုးနဲ့လူကောင်းလူကောင်းပဲနိုင်ရမှာမဟုတ်ဘူးလားကပိယာရဲ့။ဒီနေ့တော့အဲ့လိုဖြစ်လာမှာမမောင်ဆိုးရ။ဒီနှစ်ယောက်ကိုနိုင်တဲ့လူပေါ်ပေါ်လာမှာစိတ်ရ။ကပိယာရကျုပ်တို့နှစ်ယောက်ကိုကျုံလေးလို့သဘောထားတာပြီ။ကျုပ်ပြတစ်စက်ကလေးမှမကြိုက်ဘူး။အတူတူပဲပေါ့ကွာ။ထားမဲ့ဘာတတ်နိုင်မှာလဲ။ တို့ကိုယ်ထဲမှာသူတို့ထည့်ထားတဲ့ပင်းတွေရှိတယ်လေထွက်ပြေးရင်လည်းတို့ကသေးပါလေကွာကျုပ်တို့ဘောကလည်းဗျာတကယ်ကိုကန်ဆုံးမုံအောင်ကြတာပဲအေးကွာတကယ်ဆုံးနေနေမှာလာပြီးတော့နေရတယ်လို့အမှန်တော့ဒိုးဆရာတော်ကတီလာပြတာလည်းပါတာပေါ့ကွာကပီယာကြီးနဲ့ចောင်းသားလေးမှာစိတ်ပြက်လက်ပြက်ဖြစ်ညင်ညွတ်လေးနေပါတယ်ထိုအချိန်ចောင်းဝင်းဝါသူလူနှစ်ယောက်ကလမ်းလျှောက်ဝင်လာတာကိုမြင်တွေ့လိုက်ရတယ်တို့တို့ကခွပြစ်မှာအသိရှိနေမိရင်ကိုမီးထွန်းကြီးလိုက်ကတတိကြီးစွာဖြင့် ကျောင်းဝင်းပေါက်စီတို့တွားလိုက်ပါတော့တယ်။တပိယကြီးနဲ့ကျောင်းသားလေးတို့ရဲ့မိအိမ်အလင်းရောက်မှာတော့တာအေးနဲ့ခင်မီတို့ရုပ်အတွင်ကိုချင်းလင်းစွာမြင်တွေ့လိုက်ရပါတယ်။ကပိယကြီးတို့နှစ်ယောက်ကလည်းတာအေးနဲ့ခင်မီကိုကဲ့ကဲ့ကြည့်လိုက်ပြီးတော့ကပိယကြီးမှမေးမြန်းလိုက်တယ်။မောင်ရင်တဲ့လုံမီတို့ဒီကျောင်းဝင်မလာကြနဲ့။မင်းတို့တို့အန္တရာယ်ရှိတယ်။ဟုတ်တယ်အကုန်ထဲမှာခမရတို့ကျောင်းထဲကိုမဝင်နဲ့။ကျုပ်တို့တော်ထွက်လို့များတော့လို့။ကပိယကြီးနဲ့ကျောင်းသားလေးတို့ရဲ့စကားကြောင့်တာအေးနဲ့ခင်မီတို့မှတယောက်မျက်နှာတယောက်ပြန်ကြည့်လိုက်ကြပြီ။ အမခင်မမောင်ကောင်းတို့ကဒီမှာရှိတာသိကြပြီဟုတ်တယ်ဒီကောင်တွေကိုနောက်တစ်ချိန်မလွတ်စေရတော့ဘူးကဗျာကြီးနဲ့ចောင်းသားလေးတို့မှပြေသူတို့နှစ်ယောက်ရဲ့စကားကြောင့်ចောင်းကြီးကြီးနေကြပါတယ်တို့နောက်ခင်မရငေးကြည့်နေတဲ့ကဗျာကြီးကိုကြည့်လိုက်ကနင်းတို့ရွာလေးသွားကြတော့ကဗျာကြီးဟာနင်းတို့တုံးထုံးလိုက်တဲ့အတွက်ចောင်းသားလေးကစိတ်ဆိုးဒေါသထားသွားသဖြင့်ခမရပြောလို့ပြောလိုက်တာလေခမရဖိုးလောက်ရှိတဲ့သူကိုနင်းတို့ပြောစရာလားစိတ်တို့ဒေါသထားနေတဲ့ចောင်းသားလေးကတာကြီးမှသဘောကျသွားပြီ မင်းနာမည်ဘယ်လိုခေါ်လဲငါဆိုဘာဖြစ်လို့လဲမင်းကဘာလို့ဒေါသထွက်နေရတော့ဟုတ်ကွာခမည်းလူစကားပြောတာကိုကြည်အောင်လေဗျာကိုအဖိုးရွယ်လောက်ရှိတာကိုနင်လို့ပြောစရာလားသူအဲ့လိုပြောလို့မင်းကစိတ်လိုနေရပါလိဟုတ်တယ်ကဲကဲထားလိုက်ပါတော့ကွာမင်းတို့ကြောင်းမှာပြင်ရတဲ့နှစ်ယောက်ရောက်နေရမလားတာကြီးစကားကြောင့်ကြောင်းသားလေးမောင်စိုးသားမကကပ်ပြရရှိပါအောင်ဟောသွားတယ်ထို့နောက်သူတို့နှစ်ယောက်ကဗျာနူနီပါဦးအောင်ညှင်းပြလိုက်ကြပြီဟုတ်တယ် ကျုပ်တို့เจ้าမှာဆုံးလိမြန်နှစ်ယောက်ရောက်နေတယ်။သူတို့ဒီဘောက်လာတိုင်းဒီမှာပဲနေတယ်။ဖုံးယူမောင်းထုတ်တာလေဆို။ဟုတ်တယ်။เจ้าကကိုရင်တွေရောဖုံးယူတွေရောနှစ်ထုတ်ထားတာ။ကျုပ်တို့နှစ်ယောက်ကတော့သူတို့ခိုင်းလို့ကောင်းလို့အပင်းထည့်ပြီးဒီမှာနေခိုင်းနေရ။ဟုတ်လား။ကဲမင်းတို့ရွာထဲသွားတော့အဲ့နှစ်ယောက်ကိုငါတို့ရှင်းလိုက်မယ်။တာကြီးစကားကြောင့်เจ้าသားလေးကဥကောင်ခါရမ်းလိုက်ပြီးတော့ကျုပ်တို့သွားလို့မရဘူး။ဘာဖြစ်လို့တော့ကောင်လေးက ကျို့တို့အပင်းထည့်ထားပါလေဆိုဗျာကျို့တို့ကြောင်းပြင်ကိုရောက်တာနဲ့အသေးဆုံးနဲ့တီမာဗျာကြောင်းသားလေးမောင်ဆိုးကြီးစကားကြောင်းตาကြီးကခင်မေကိုကြည့်လိုက်ကမခင်မေသိပြီตาကြီးခင်မေတို့တို့ပြောဆိုပြီးတဲ့နောက်ကြောင်းသားလေးရဲ့ပကုံဆက်ကနေဆိုသလိုဆုပ်ခိုင်းလိုက်တယ်တို့ကကြောင်းသားလေးမျက်နှာမှာချုပ်သွားလာပြီးနာကျင်နေတဲ့ဝေဒနာတရက်ကိုပြင်းစွာမှခံစားနေရပုံပေါ်တယ်ကြောင်းသားလေးမောင်ဆိုးနိုင်ကျင့်ခံရတယ်လို့အထင်နဲ့ကပိယကြီးကမနေတာတော့ပဲခင်မေနောက်ကတ်လာစင်ပါပဲ ဟိမေကကျန်တဲ့လက်တဖက်ပြီးကပ္ပိယကြီးရဲ့ပကုံးပါဆုပ်ခိုင်လိုက်တယ်။ထိုအခါကပ္ပိယကြီးကလည်းចောင်းသားလေးမောင်ဆိုးနီးတို့ဝေဒနာတရက်ကိုပြင်းထန်စွာခံစားလိုက်ရပြီးတဲ့နောက်အော်အန်ချင်းသိများဖြစ်ပေါ်လာလေတယ်။ဟိမေမှသူတို့ဤပကုံးကိုလှုပ်ပေးလိုက်တဲ့အခါမှာတွန့်လိန်နေတဲ့မွေးပေါက်ကလေးတို့ကထိုးအလာကြတယ်။မွေးပေါက်ကလေးများမှာမြေပြင်တွင်တွန့်လိန်လို့နေတာကိုမိအိမ်လင်းရောက်အောင်မှာတော့ကောင်းစွာမြင်တွေ့လိုက်ရတယ်။ဟိမေကထိုးမွေးပေါက်ကလေးများကိုကြည့်ကလေးနဲ့တီးကြည့်စွာဖြင့်စကားဆိုလိုက်တယ်။မောင်ကောင်းတို့ကတာမန်လူတွေကိုနှိပ်စက်နေရပါပဲ။ ဟုတ်တယ်အမခင်မေသူတို့ဒါတော့လွန်သွားပြီခင်မင်းနဲ့တာကြီးတို့စကားပြောနေတဲ့အချိန်မှာတော့ကပ္ပရကြီးနဲ့ចောင်းသားလေးကသူတို့အန်လိုက်တဲ့မွေကလေးမျိုးကိုကြည့်ပြီးတော့ကြောက်လန့်နေပါတယ်ထိုချင်းရအောင်တည်တဲ့ခင်မေကမြေပြင်မှာမွေပေါက်ကလေးမျိုးကိုစူးစိုက်ကြည့်လိုက်တယ်သူမှကြည့်လိုက်တာနဲ့ပြီးမွေပေါက်ကလေးမျိုးမှာချက်ချင်းဆိုသလိုမီးလောင်ကျပြီးတော့ပြာများအဖြစ်ပြောင်းလဲသွားတော့တယ်ဒေါ်တော်သူကကပ္ပရကြီးနဲ့ចောင်းသားလေးကိုကြည့်ကမောင်တော်ဘာမှလဲဟိုမြင်နေရတဲ့ចောင်းကြီးပေါ်မှာပါ ကောင်းပြီ င်းတို့ရွာထဲသွားနေလိုက်တော့ပြီးတော့ဒီမှာနေတဲ့ဖုံးယူပြန်ချာငါတို့ဒီကောင်းအောင်ဆုံးမပေးမယ်ဟုတ်ဟုတ်ကဲ့ခင်မီမှာတာမန်လူတယောက်မဖြစ်နိုင်ဘူးဆိုတော့တည်သွားတဲ့ကပိယာကြီးနဲ့ចောင်းသားလေးတို့ကသူတို့ပြောစကားဟာခေါင်းချင်းပြလိုက်ပြီးတဲ့နောက်သူတို့လက်ထဲမှာမီးလို့တခုဟာတာရီတံပေးခဲ့လိုက်ပြီးဖုံးချောင်းအပြင်တော်သူပြေးထွက်သွားကြပါတော့တယ်တစ်သားတို့ဖြစ်ဆောက်လုပ်ထားတဲ့ဖုံးတော်ကြီးចောင်းဆောင်ပေါ်မှာရှိတဲ့ပေါင်းကောင်းတဲ့မြောက်ဝန်းတို့နှစ်ယောက်ကအိတ်ဆက်မှုမပြုသေးပေသူတို့စိတ်ထဲမှာစိုးရင်ចောင်းချမှုတချို့ရှိနေသေးပြီဖြစ်တယ် ်ထိုဆိုရင်ကြောင်းကြမှုများဘိုးစွာစကားဆားလာတဲ့သူမှမောင်ကောင်းဖြစ်တယ်။ငါတို့စီကိုခင်မီမရောက်လာလာဘူးလား။ရောက်လာမှာမဟုတ်ပါဘူး။ကျုပ်တို့ဒီမှာနေတယ်ဆိုတော့ဘသူကပြောရင်မှမဟုတ်လို့လေ။ဟုတ်တယ်။ငါတို့ဒီမှာနေတော့ဘသူမှပြောရင်မှမဟုတ်တော့ဘူး။ဒါနဲ့တကယ်လို့ခင်မီတို့ရောက်လာရင်ငါတို့ဘလို့လုံးတင်လဲမြောင်းဝင်။မောင်ကောင်းရဲ့မိစကားကိုမြောင်းဝင်ချက်ချင်းပြန်မပြေပဲအတန်ကြာလေးထိစဉ်းစားနေပြီးမှလေးဖင်စွာဖြင့်စကားဆိုလာတယ်။ ရောက်လာရင်တော့သူ့တွေကိုယ်တွေတိုက်ရမှာပေါ့ကိုကောင်းရဲ့အတို့ကခင်မေးကိုမနိုင်လာဘူးလေကျုပ်တို့ထွက်ပြေးလို့ရင်လည်းတကြီးကတက်ပြင်ပါမယ်မလားရွေးရစရာမရှိဘူးလေနင်ပြောတာလည်းဟုတ်တာပဲကဲအဲ့တော့ခင်မေးမကလို့ဘသူပဲလာလာသူ့တွေကိုယ်တွေတိုက်ရမှာပဲဟုတ်တယ်ကျုပ်တို့တိုက်ရမှာပဲမောင်ကောင်းတို့လေးမြန်ရောအတန်ကြာတဲ့ဒီစကားပြောနေကြတဲ့အချိန်မှာကျောင်းဘာစီမှာတောက်ခေါက်တန်တစ်ချက်ကခြေလုံးသွားထွက်ပေါ်လာတယ် တို့ကသူတို့နှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးပြီ။နောင်ဝင်နင်ထူးစမ်းနေတယ်လို့မထင်ဘူးလား။ထင်နေကိုကောင်းရဲ့တောက်ခေါက်တန်ဘယ်သူလဲမသိဘူး။ကြည်ရတာကျုပ်တို့မကြည့်နဲ့လို့ငမညာမြန်တောက်ခေါက်ရောက်လာ။မဖြစ်နိုင်ဘူး။ငမညာဟိုကောင်လေးတက်တောင်ငါတို့ကိုပို့ပြီးကြောက်နေရ။ तू မဖြစ်နိုင်ဘူး။အဲ့ဒါဆိုဘယ်သူဖြစ်နိုင်မလဲ။ခဏနေဦး။မောင်မောင်ကထိုးသူပြောပြီးတဲ့နောက်မှာတော့ဖုန်းကြောင်းပြတင်းမောက်တစ်ချက်ကိုဖွင့်လိုက်ကကျောင်းမှာချီတဲ့ကပီးရနဲ့ကျောင်းသားအော်ခေါ်လေးတော့လေ မများနဲ့ငါတို့မင်းတို့ဘာလုပ်နေရအပေါ်တက်ခတ်ကြလားမောင်ကောင်းကအတန်းချေချေနဲ့អော်ခေါ်လိုက်ပါတော့လေចောင်းစီကမြည်သည်တုတ်ပြန်တော့မှကြားရပြီမောင်ကောင်းနောက်တစ်ခါဆက်ပြီးတော့ခေါ်လိုက်ပြန်တယ်မများနဲ့ငါဆိုမောင်ကောင်းကမကြောက်ဘူးလားမင်းတို့သေးချင်းနေရလားသူထပ်မှန်ပြီးတော့ခေါ်နေပြီမဲ့မြည်သည်တုတ်ပြန်မှုမှမရှိတဲ့ခါမှတော့မောင်ကောင်းတို့ရောဒေါသစိတ်တို့စူဝေးလာပြီចောင်းကိုစင်းသွားပါတော့လေသူစင်းလာတာနဲ့မြောင်ဝင်းသည်လည်းနောက်မှလိုက်ပါလာတယ် ကျောင်းကိုရောက်တာနဲ့တရက်ပင်ကွက်ပစ်မှာမိအိမ်အလင်းရောင်လေးကိုတွေ့ရလိုက်ရတဲ့အတွက်ထိုးနေအောင်သွားလိုက်ပြီးတော့အနားမရောက်မီကလေးကပင်ဆဲဆူချိန်မောင်းနေပါလေမများနေငဆူဒီကောင်ဒီလူလောကမှာကြာကြာမနေရင်တော့ဟုတ်ထင်တယ်ခွေးမသားဒီမင်းတို့တေးအောင်တတ်ပြင်မယ်မောင်ကောင်းနဲ့မြောင်ဝင်းတို့ကတရက်ပင်ကြီးတခြားတစ်ဖက်မှာကပီးယားနဲ့ကျောင်းသားရှိနေတယ်လို့အထင်နဲ့ထိုးထိုးအော်ဟောက်ဆဲဆူနေခြင်းဖြစ်ပါတယ်ညမကြတဲ့အချိန်မှာတော့တရက်ပင်ရဲ့တစ်ဖက်တစ်ချမ်းစီတို့ရောက်လာပါလေတို့ကသူတို့မြင်တွေ့လိုက်ရတဲ့အကြောင်းကြောင့် မောင်ကောင်းတယောက်မျက်စိမျက်စိပြက်မျက်နှာပြက်ဖြစ်နေသလိုညာဝန်လည်းထို့အတူပင်ဖြစ်ပါတယ်။သူတို့နှစ်ယောက်မြေတွေးလိုက်ရသည်ကခင်မီနဲ့တာရီတို့နှစ်ယောက်ကိုဖြစ်တယ်။မိသည်စကားမှမပြောဘဲကြောင်ငင်းနေတဲ့မောင်ကောင်းတို့နှစ်ယောက်ကခင်မီမှစူးစိုက်ကြည့်လာကစကားဆူလိုက်တယ်။ကဲမောင်ကောင်းဆိုတာနင်းလား။နင်းနင်းနင်းကကဝေးပြန်ခင်မီလား။နင်းကောမသိဘူးလား။ခင်မီအေးဆက်ဆက်စကားသံကြောင့်မောင်ကောင်းမှကြောက်စိတ်မြန်ဝင်လာပါတယ်။ ဒါပေမဲ့ဒီအတိုင်းထွက်ပြေးပါကလည်းတပတ်အံရွာသူကြီးတတ်တာခံရမယ့်အတူတူတိုက်ခိုက်ရန်သာဆုံးဖြတ်လိုက်ပြီကဝေပြန်ခင်မင်မကလို့ဘာပဲဖြစ်ဖြစ်ခရုမဆိုင်ဘူးနင်တို့နှစ်ယောက်ဒီညဒီမှာပဲတည်ရမယ်မောင်ကောင်ကထိုးထိုးပြောပြီးတော့ကွက်ပြေတင်ထိုင်နေတဲ့ဒါအင်းနဲ့ခင်မင်တို့ထံသို့သူ့ရဲ့လက်ဆန့်ထုတ်လိုက်တယ်သူလက်ဆန့်ထုတ်လိုက်ကြတဲ့လက်ထဲမှာပြာလဲလဲမိရန်လေးများကအချိန်ပြင်းသည့်လေးနဲ့မှုတ်ထုတ်လိုက်သည်လားခင်မင်ထံသို့ပြေးဝင်သွားလိမ့်တယ်ခင်မင်ကဒါအင်းလက်ကိုဆွဲလိုက်ပြီးကွက်ပြေမှနေ၍ အရိပ်ပမာခြောက်ထွက်သွားလိုက်တယ်။မောင်ကောကြီးလက်မှာထုံလွှင့်လိုက်တဲ့မီးများကကွက်ပြေအားမီးဆွေသွားပြီးကျောင်းဝင်းထဲမှာတော့မီးရောင်များကတစားတက်တစားပိုးပြီးတော့လင်းလာပါတယ်။မောင်ကောကလည်းခြောက်တိန်ထွက်သွားတဲ့ခင်မီတို့ထံသို့နောက်တစ်ချက်ဝေးရမ်းပြီးတော့တိုက်ခိုက်လိုက်ပါနဲ့။ဒါပေမဲ့ခင်မီဒီကဒါကြီးလက်ကိုဆွဲပြီးတော့ဝင့်ညင်တကောင်လားအရက်လေးမျက်နှာပေါ်လိုက်ပြောက်လိုက်ဖြစ်သွားလိုက်လျာမောင်ကောအနေဖြင့်သူမတို့နှစ်ယောက်ကိုထိခိုက်အောင်မဆွမ်းဆောင်နိုင်ခဲ့ပြီ။ဒေါနောင်မြဝင်းကလည်းသူမယောက်ျားနီးသူပေါဝင်တိုက်ခိုက်လာတယ်။သူတို့ဤတိုက်ခိုက်မှုများကြောင့်ကျောင်းထဲမှာရှိတဲ့တစ်ပင်တချို့နဲ့ ေပြင်မှာမီးများလောင်ကျွမ်းလို့နေပါတယ်။တန်ကြာတဲ့အခါခင်မေကသူတို့နှစ်ယောက်နဲ့မျက်နှာချင်းဆိုင်တွေပေါ်လာပြီးခြေထောက်ဖြင့်မြေပြင်ကိုတစ်ချက်ပေါက်လိုက်ုံများဖြင့်သူမိုက်မျက်နှာချင်းဆိုင်တွေကျက်နေတဲ့မောင်ကောင်းနဲ့မြောင်ဝင်းတို့လဲကျသွားလိမ့်တယ်။သူတို့လဲကျသွားတာနဲ့ခင်မေကตาကြီးဟာခက်လန်းလန်းလို့သွားစီပြီးတော့သူမိုက်လက်နှစ်ဖက်အားဘေးတစ်ဖက်တစ်ချက်စီသူဆန်းတန်းလိုက်တယ်။ထို့သူပြုတ်မှုလိုက်တဲ့အချိန်မှာတော့လေမတိုက်ပါပဲနဲ့သူမိုက်စပင်းများအနောက်သို့ပြောင်းဝင်းနေသလိုမျက်လုံးများမှလည်းမဲနှက်လို့သွားလိမ့်တယ်။ထို့နောက်သူမိုက်ခန္ဓာကိုယ်ကလည်းလေပေါ်သို့တဖြည်းဖြည်းနဲ့မြောက်တက်သွားတယ် ထို့တော့မောင်ကောင်းနဲ့မြောင်ဝင်းတို့ထံသို့လက်ဝေးရမ်းလိုက်ရာလက်ထဲမှာမီးလုံးများပြေးထွက်လာပြီးမောင်ကောင်းနဲ့မြောင်ဝင်းတို့ဟာထိမှန်သွားကြတော့လေသူတို့နှစ်ယောက်ရဲ့နာကျင်စွာအောင်းနေတဲ့အတန်းကပုံဝင်းကျင်မှာတော့ကျဲလောင်စွာထွက်ပေါ်လို့လာပါတယ်ထို့ချင်းဒီမှာတော့မောင်ကောင်းကသူ့ရဲ့အနာတွင်မီးလောင်တိုင်ယာများနဲ့ဝေဒနာကြီးစွာခံစားနေရတဲ့မယားဖြစ်သူမြောင်ဝင်းကိုကြည့်လိုက်ကမြောင်ဝင်းဒီလိုဆိုတို့နှစ်ယောက်သေလိမ့်မယ်ငါတို့နှစ်ယောက်လုံးပြေးလို့ကတော့လွတ်မှာမဟုတ်ဘူးအင်းပြေးတော့ကြုံမပြေးဘူး ။မပြောနေလေပြေးဆိုပြေး။အောင်အောင်ကဒိုးဒိုးပြောပြီးတယ်နော်။အာတွင်မတ်တရထားလိုက်ကခင်မေးရမတိုက်ခိုက်ပဲသူတို့နဲ့ခလန်းလမ်းမှရှိတဲ့တစ်သားចောင်းကြီးဟာသူ့ဤလက်မှာထွက်လာတဲ့မီးရွေတိုက်လိုက်တယ်။ပို့ချင်းရကြောင်တာကြီးဟာចောင်းကြီးကြည့်နေတဲ့အချိန်မှာမြောင်ဝင်းကလင်းသားငှက်အသွင်ပြောင်းကထိုးနေရာမှာပြေးထွက်သွားတော့တယ်။မထင်မှန်းသားတဲ့အဖြစ်ပြန်မလို့ခင်မေးကလည်းမြောင်ဝင်းဟာတားချင်မြားလိုက်ပြီ။အဘဲကြောင့်ဆိုတော့သူမ၏အစွမ်းအများဖြင့်ចောင်းကိုမီးချို့နေတဲ့မောင်ကောင်းကတိုက်ခိုက်နေရခြင်းကြောင့်ဖြစ်တယ်။ လင်းတာအဖြစ်ပြောင်းလဲသွားတဲ့မယားဖြစ်သူမြောင်းဝင်းအဝေးရုပ်ရောက်သွားတဲ့အခါမှာတော့မောင်ကောင်းကမြေပေါ်တွင်လဲကျပြီးတော့ခန္ဓာကိုယ်တွင်နဲ့မီးများလောင်ကျွမ်းနေရင်မချွတ်မလဇီဝင်ချုပ်သွားပါလေတို့အခါခင်မေကမြေပြင်ကိုပြန်လဲပြီးတော့ဆင်းသက်လာကမီးလောင်ဆွဲနေတဲ့ចောင်းကြီးကိုကြည့်လိုက်ပြီးတာကြီးငါတို့ចောင်းကိုမီးငိမ့်ပေးမှဖြစ်မယ်ဟုတ်တယ်မခင်မေအေးအင်းရွာဘက်ကိုသွားပြီးတော့မီးလို့អော်လိုက်မီးဝိုင်းញင်းရအောင်အမအစွမ်းနဲ့မီးငိမ့်လို့မရဘူးလား တာကြီးအမေကြောင့်ခင်မေးမှာမျက်စောင်းထိုးကြည့်လိုက်ကဒီပညာကမကောင်းတဲ့ပညာဟဲ့မကောင်းတာတွေဖြစ်အောင်ပဲလုပ်လို့ရတယ်တွတ်တွတ်တွတ်နင့်အတန်ကျဲတာပဲလှမ်းအောင်ခေါ်လိုက်ခင်မေးကထိုးသူပြောပြီးတော့ကျောင်းမှာရေရင်းစီတို့သွားလိုက်ကရင်ငင်းပြီးမိသက်လို့နေတယ်တာကြီးဒီကဖုန်းကြီးကျောင်းနဲ့တန်လန်းတဲ့နေရာသို့သွားလိုက်ပြီးရွာရေးဘက်ကမျက်နှာမူကမိပြုတ်မိဟုအော်ရင်အကူကြီးတောင်းနေပါတော့တယ် ကြီးမားလာတဲ့လင်းနာငံကြီးအသွင်မှာတကောလုံးမိမဲ့ရာများပြားနွားနေရပြီးအသက်ကိုပင်ခက်ခက်ခဲခဲချုံနေရတဲ့မျိုးသမီးတယောက်အသွင်သို့ပြောင်းလဲသွားပြီးကျွန်းတင်များဖြစ်တိဆောက်ထားတဲ့အင်ကြီးချီရာအိမ်ဝိုင်းတဲ့သို့တရိုးတရိုင်နေဝင်လာလေတဲ့ချိန်ဒီကနနက်ခင်းချိန်ခါဖြစ်တဲ့သူမကအင်ကြီးအဖောက်ဟောက်ကြီးကဒူးတောက်ချထားလိုက်ပြီးတော့တုံရင်နေတဲ့လေးသားမြစ်စကားဆိုလိုက်တယ်။တကြီးတကြီးကျမယောက်ျားကိုကယ်ပေးပါ။သူမအသာဆုံးလာနဲ့အိမ်တကားပွင့်လာပြီးအိမ်ထဲမှနေ၍ ကဝေကြီးဦးထွန်းသာကထွက်လာတယ်။သူကအိမ်ဝိုင်းထဲမှာဒူးတော့ထိုင်နေတဲ့အမျိုးသမီးကိုကြည့်ကမျက်မှောင်ကျုပ်လိုက်ပြီးတော့ညောင်ဝင်းနင်ဘလို့ဖြစ်လာလဲ။ကျမတို့လင်မယားနှစ်ယောက်ခင်မေကိုမနိုင်ဘူး။အခုကျမယောက်ျားခင်မေလက်ထဲမှာကြံခဲ့တယ်။သူသူသူ့ကိုကယ်ပေးပါတကြီး။နင်တို့တတိထားဖို့ပြောရတာနဲ့နင်တို့သူ့ကိုဘမှာတွေ့ခဲ့တာ။လောင်းရွာဖုံးเจ้าမှာတကြီး။ဖုံးရောင်ဟုတ်လား။ပါလေခင်မေကဖုံးเจ้าမှာနေတာလား။ မဟုတ်ဘူးစကြီးကျမတို့ကဖုန်းเจ้ามาနေတာသူတို့ကလာတိုက်တာနင်တို့ကဖုန်းเจ้ามาနေတယ်ဟုတ်လားဖုန်းရခွင့်ပြုတယ်လားသူတို့ခွင့်ပြုစရာမလိုဘူးလေနင်ဆိုလို့ရပါလေကျမတို့ကဖုန်းကြီးကိုနှင်ထုတ်ပြီးနေရဒူတော့တိုင်းရင်ဖြေလာတဲ့မြောင်းကြီးအဖြေစကားကြောင့်ဦးထွန်းသာစိတ်ဆိုးဒေါသထွက်သွားလေတယ်ထို့နောက်သူကဒေါသမှန်အပြည့်မြင့်မြောင်းကြီးကိုကြည့်ပြီးစကားဆိုလိုက်တယ် နင်တို့တွေတဲမိုက်ပါလားငါရွာရဲ့တိတ်ခါကိုနင်တို့ကချခဲ့ကြတယ်ပေါ့တကြီးဘာပြောတာလဲနင်တို့ကဖုံးကြောင်အပိုင်စီးရဲဆိုအဲ့နေရာနဲ့နင်တို့နဲ့ဆိုင်လို့လားမတင်မထားတဲ့ရွာသူကြီးရဲ့စကားကြောင့်ညောင်ဝင်းမီတို့ပြန်ပြောရမှမသိဖြစ်သွားလို့နေပါတယ်ညောင်ဝင်းကခေါင်းကိုမြေကြီးနဲ့ထိလို့မတန်ငုံလိုက်ကကျမတို့မှားတော့ပါလေတကြီးကျမတို့ခွင့်လို့ပေးပါနင်တို့အဖြစ်ဘလောက်ကြီးရဲဆိုတော့နင်တို့သိတယ်မလား သိပါပြီနေတော့ငါးရွာမှာနေပြီးတော့တောင်တော်စိုးသွားနေကြပါလားဘုံထုံသားကထိုးသူပြောပြရင်တော့ညောင်ဝင်းသားတို့တုတ်ကပ်သွားလိုက်တယ်ညောင်ဝင်းဒီကအသက်ပင်မချူရဲတော့ပဲတုံရင်လို့နေတယ်ထိုးချိန်မှာပင်အဖိုးဘာလို့မလို့လဲအသားနဲ့တူအိမ်ဝိုင်းလေးသူအများရတဲ့ကဝင်လာတယ်လူကဥထုံသားကညောင်ဝင်းသားကိုတုတ်ကပ်သွားသည့်ခြေလမ်းများကိုရက်တက်လိုက်ပြီးတော့ညရာအားမင်းဘာလာလောက်တာလဲ ကိုဖိုးအိမ်ပဲဗျာအဲ့လိုမေးစရာလားအဖိုးသူ့ကိုတတ်မလို့လားဟုတ်တယ်မလောက်ပါနဲ့ဖိုးရသူတို့ကအဖိုးတို့ကအားကိုးရတာကိုမင်းပါသေးလို့လေသူတို့ကဖုံးချောင်းမှနေလာတယ်လေအဖိုးရဲ့အဲ့ဒါမြန်ဘာဖြစ်ချီလို့လဲမင်းစကားကိုကြည်ပြောငါတို့ကတခြားပညာတဲ့လူမဟုတ်ဘူးငါတို့ကဘသူ့အိမ်မှာတောက်ကမပေးဘူးကွာလူတွေတန်ဖိုးထားတဲ့နေရာကိုဖျက်လို့ဖျက်စီးလောက်တာတော့ငါဘလို့မှခွင့်မလွန်နိုင်ဘူးသူစကားကြောင့်မြ ਾਇ ယာကတစ်ချက်ပြုံးလိုက်ပြီးတော့ အဖိုးရာစိတ်လျော့ပါဗျသူတို့ကအဖိုးတပည့်ရင်းနေပဲမလားအခုသူ့ယောက်ျားပါမလားဆိုတော့တခုခုဖြစ်နေပြီထင်းနဲ့နော်ညရည်စကားကြောင့်ဘူထုံသာကသူ့ရဲ့ဒေါသကိုထိန်းချုပ်လိုက်ကမီးလောင်တန်ရာများဖြင့်မြောင်ဝင်းကိုတေချာကြီးလိုက်ပြီးမီးလိုက်တယ်နင်းတို့ဘလို့ဖြစ်ခဲ့တာလဲပြောသားပြောပြောပါမယ်တကြီးခင်မကျမတို့နေတဲ့ဖုံးချောင်းရောက်လာပါတယ်ပြီးတော့ကျမတို့နဲ့တိုက်တယ်သူ့ကိုကျမတို့ထိအောင်မတိုက်နိုင်ပါဘူး။ तू ကဝိညာဉ်တကောင်လိုပဲဘယ်ကဘယ်လိုပေါ်လာမှမသိဘူး။ ိတ်ဆွမ်းထလုံးနဲ့ကျမအခုလိုလွတ်လာအောင်ကိုကောင်းကအเจ้าကိုမီးချို့ပြီးတော့အာယုံလွှဲပြီးလို့သာလွတ်လာတာအဲ့ဒါဆိုမောင်ကောင်းကတေးပြီလားကျမတော့တေးချမသိဘူးတကြီးခင်မေးလက်ထရောက်သွားပြီဆိုတော့တေးလောက်ပြီပေါ့ခင်မေးခင်မေးဦးထုံးသားတယောက်လွန်သွားမှဒေါသထွက်နေရဲ့ထို့အတွက်သူ့ရဲ့လက်များမှာလည်းအမဲအောင်ခုံးဝင်များတန်းနေတာကိုထင်ထင်ရှားရှားတွေ့မြင်လိုက်ရတယ်ထို့သောသူကမြန်ရောင်ကိုကြီးလိုက်ပြီးတော့ ငါခင်မင်းနောက်ကိုလိုက်သွားမယ်။ဘိုးကလည်းဗျာဘာလို့ကိုယ်တိုင်လိုက်ရမှာလဲ။ရွာလူတွေလှုပ်လိုက်ရင်ပြီးနေရအောင်။ငါရွာမှာငါပြီးရင်မောင်ကောင်းကပညာအကောင်းဆုံးပဲ။သူတော်ခင်မင်းတက်လို့သေးပြီဆိုမှတော့ကျန်တဲ့သူတွေလှုပ်ရင်သေလန်းအောင်လှုပ်လိုက်တာနဲ့အတူတူပဲ။အဲ့တော့ငါကိုယ်တိုင်ပဲသွားမယ်။ဘိုးရာကျုပ်ကတော့မသွားစေချင်ပါဘူး။သူတို့ဒီကိုရောက်လာမှဝိုင်းတက်ကြတာပေါ့။ဟဲ့ကငါရွာနာဒီခင်မင်းကိုရောက်မခံနိုင်ဘူးကွာ။အဲ့လားဆိုလေအဖိုးသဘောပဲဗျာ။ ကျုပ်လည်းအဖိုးနဲ့လိုက်ခဲ့မယ်။ဦးထွန်းသာကမြ ਾਇ ရဲ့စကားကြောင့်မြ ਾਇ ရဲ့မျက်နှာကိုတစ်ချက်ကြည့်လာကလက်ကိုခါပြလိုက်ပြီးနေနေနေအခုကိစ္စမင်းနဲ့မဆိုင်ဘူး။မင်းကဝေပြိုလေးကိုဖမ်းနေရဘယ်နှယောက်ရပြီလဲ။ငါရောက်ပဲရသေးတယ်ဖို့။အေးငါပြောထားရင်နော်ငါရွာသူတွေထွက်လို့ကတော့စိတ်ချသာမှာဖို့ရာကျုပ်သိပါလေဗျ။ဦးထွန်းသာကမြ ਾਇ ရာသတိပေးလိုက်ပြီးတဲ့နောက်ရေပြင်တွင်ခေါင်းကုန်ပြီးဒူးထောင်ထိုင်နေတဲ့ညာဝင်းကိုကြည့်လိုက်ကဲညာဝင်း နင့်ကိုဒီတခါတော့ခွင်းလွှတ်လိုက်မယ်။သွားနာတော့ကျေကျေးဇူးတင်ပါတယ်တကြီး။တပန့်ရွာတကြီးဦးထွန်းသာရချမ်းသာပေးမှုကြောင့်မြောင်ဝင်းကကျေးဇူးတင်စကားဆိုပြီးတဲ့နောက်မှာတော့အိမ်ဝိုင်းထဲမှာထွက်ရေးဒရိုးတရိုင်နဲ့ထွက်သွားပါတော့တယ်။သူမထွက်သွားတာနဲ့ဦးထွန်းသာကညရအနားကိုသွားလိုက်ပြီးညရကြီးပခုံးပုတ်လိုက်ကကဲညရငါသွားမယ်။မင်းကယူဆိုင်ပြီးနေကြာလား။စိတ်ချဘူးကျုပ်တို့ပူမနေနဲ့။မင်းတို့ပူနေရမဟုတ်ဘူး။ငါရွာတို့ပူတာ။ မင်းလာတော့မှပဲငါ့ရွာမှာပြက်သလာကြီးတက်နေပြီ။အာဗျာကျုပ်နဲ့ဘာဆိုင်လို့လဲ။ကျုပ်လာလို့အဖိုးတို့ကြိုးတင်ပြင်ဆင်လို့ရတာလေ။ကျုပ်သာမလာရင် အဖိုးတို့အလေးတက်ခံရမှာ။တော်တော်မင်းလည်းပြန်တော့။ဦးလူသာပြန်ခန်းလိုက်တဲ့အတွက်မြညာကလည်းအိမ်ဝိုင်းထဲမှာထွက်သွားသွားပါတော့လေ။ရောက်ခိုင်ထွက်သွားတော့လေမြညာကဦးလူသာကအတန်ကြာတဲ့အထိစိုက်ကြည့်ပြီးတော့ဦးကောင်းအားမတိမသာခံရနိုင်မိပါတော့လေ။ကျောင်းဆိုင်ကျောင်းသားများပြည်ကာစီးထားပြီး လေဝင်ပေါက်ခတ်သေးသေးလေးသာချီတဲ့ကြောက်ကူရည်တွင်တွင်မိန်းမပြိုလေး၅ယောက်ချီလို့နေတယ်။ထို့မိန်းကလေးများတဲ့တွင်လေးနွယ်နဲ့ဖူးကုံတို့ကလည်းအပါဝင်ဖြစ်တယ်။သူတို့ကကြောက်နေရံများကိုမှီပြီးတော့စိတ်ပြက်လက်ပြက်ပြီးတိုင်နေကြတယ်။အတန်ကြာတဲ့အခါကြောက်ကူအမိုးပေါ်တွင်သုံးပေမြကျဲတဲ့အပေါက်ကလေးတစ်ခုပေါ်လာပြီးတောင်းတလုံးကကျိုးပြစ်ရှိပြီးအောက်ကိုချပေးလာတယ်။ထို့တောင်းကူကျမ်းပြေကိုရောက်တဲ့အချိန်မှာတော့မိန်းကလေးတစ်ယောက်ကဖြုတ်ယူလိုက်ပြီးချင်းတောင်းတလုံးကကျိုးပြစ်ပြန်ပြီးတော့ချီပေးလိုက်တယ်။ထို့တောင်းကအပေါ်သို့ပြန်လဲဆွဲယူသွားသလို ကြောက်ကူအမိုးပေါ်မှာလဲအပေါက်ကလည်းပြန်၍ပိတ်သွားတယ်။မိန်းကလေးများကလည်းတောင်းဟာယူလိုက်ပြီးတော့တောင်းထဲမှာထမင်းနဲ့ဟင်းများကိုထုတ်ယူကစားတော့ရန်ပြင်ဆင်လိုက်တယ်။ထို့နောက်ထမင်းစားနေကြရင်ဖူးငုံမှာနယံတွေကြောက်နှစ်ချစ်ထားတဲ့ဒုံချောင်းပုံကိုကြည့်ကစကားဆိုလိုက်တယ်။ကျမတို့ဒီထဲရောက်တာ9ရက်ကျော်နေပြီ။ဟုတ်တယ်။ဝီကြီးကလည်းကြဲကြီးပဲ။ဖဲခွဲသွားတော့နောက်ဆုံးဒီနားလေးကိုပဲပြန်ရောက်လာတယ်။ကျမတို့ဘွားတွေတော့သွားပြီထင်ပါတယ်။ အသက်ငယ်ဆုံးဖြစ်တဲ့ဘုံဝံကထိုးသောထိုးသောစကားဆိုလာတဲ့အခါကျန်မိန်းကလေးများမှနှစ်သိပ်ပေးရတယ်။သူမနီးသူလင်းရွယ်ကလည်းနှစ်သိပ်ပေးနေတယ်။ဘုံဝံမြမလေးဘာမှမပူနဲ့ကြားလား။မကြခင်ကိုသားအေးတို့ရောက်လာတော့မှာပါ။သူတို့လာရင်လည်းတခုခုဖြစ်မှစိုးရင်ရတယ်။ကျမတို့အစွမ်းကြီးဘာလို့တုံးလို့မရတာလဲမသိဘူးနော်။အောက်လန်းစီရင်တွေနဲ့လှုပ်ထားလို့နေမှာပေါ့။သူမတို့စကားပြောရင်ထမင်းစားနေကြတယ်။ ညမကြတဲ့ချိန်မှာတော့ကြောက်ကူအမိုးမှာလူတကူစာအပေါက်ပွင့်လာပြီးတော့ကျိုးလီကားတိချောင်းကကြလာတယ်ထိုကျိုးလီကားကကျမ်းမြီကိုရောက်တော့နဲ့ကျေလောင်တဲ့အတန်တတမှာပေါ်ထွက်လာတယ်ကောင်းမလေးတွေထမင်းစားပြီးရင်ပေါ်တက်ခဲ့ကြထိုစကားကြောင့်ထမင်းစားနေတဲ့မိန်းကလေးများကထမင်းစားနေသည်ကိုလက်စတက်လိုက်ကြပြီးတော့ထိုကျိုးလီကားပေါ်သူတယောက်ပြီးတယောက်နဲ့တက်လိုက်ကြတယ်ငားရမြအကြလင်းရောင်ကောင်းစွာများတဲ့ကြောက်ကူထဲမှာနေခဲ့ရတဲ့မိန်းကလေးများမှာရုတ်တရက်နေရဲ့အလင်းရောင်ထိတွေ့လိုက်ရတဲ့အတွက် သူမတို့လက်များပြီးကာထားပြီးအတန်ကြာတဲ့အခါမှာကာထားတဲ့လက်များကိုဖယ်လိုက်တယ်။ဒိုကမှာသူတို့ရဲ့မြင်ကွင်းများတွင်ပေါင်းမိုးပါသည့်လက်နစီကတွေးလိုက်ရတယ်။ပေါင်းမိုးဆိုသောညာလေအခါရံများကိုအခိုင်အမာပြုတ်လုထားပြီးအမှန်တကယ်အဖြစ်အရှုပ်ကူးနေပြန်တူတွေတယ်။တေသားများဖြင့်ကာယန္တကပေါင်းမိုးလေးသာ နေမပူစေရန်တတ်ထားခြင်းဖြစ်တယ်။များမကြတဲ့အချိန်မှာတော့မိန်းကလေးများ၏အနာသို့ညရာရောက်ချီလာပြီးတော့မိန်းကလေးများကိုကြည်ကခပ်ပြုံးပြုံးဖြင့်စကားဆိုလာတယ်။ကောင်းကလေးတွေနင်တို့တွေကိုငါလူတွေတနည်းအောင်လိုက်ဖို့ပေးလိမ့်မယ်။ မှတ်ထားသူတို့ထဲမှာနင်တို့လိုပဲဆုံးနေပါတယ်နင်တို့ထပ်ပညာမြင့်တယ်နောက်တစ်ခုငါအထူးစီရင်ထားတဲ့လဲပေါ်မှာဆိုရင်နင်တို့ပို့ပြီးတော့လုံခြုံတယ်နင်တို့ဖမ်းချုပ်ထားတာမဟုတ်ဘူးနော်ငါဇနီးလောင်းလေးတွေကိုကာကွယ်ပြီးနေတာတော်စားလူယုံမှာငါတို့ပြန်လို့ဖူးမုံကအများရနာသူကတ်လိုက်ပြီးတော့ထိုးသွစကားဆိုလိုက်ခြင်းဖြစ်တယ်ထိုနောက်သူမကမြေပြင်အားခြေတော်ပြေပေါက်ကအန်ကျင်းညရာမျက်စောင်းထိုးကြည့်လိုက်တယ်တို့ပေမဲ့မြည်သည့်ထူးခြားမှုမှရှိမလာခဲ့ပဲ။ ညာရသည်ကဖုန်းကောင်ကပြုံးရင်ကြိလိုက်ပြီးဖုန်းကောင်ဖုန်းကောင်ငါနှင်းကိုအချက်ဆုံးပဲသိလားမင်းကတော့ငါ့ကိုမြင်တာနဲ့ကိုတိုက်ခတ်ရှင်နေတော့တာပဲဟုတ်တယ်နှင်းလိုလူယုံမအောင်အသေးသက်မှာဖုန်းကောင်အင်မတန်ဒေါသထွက်လာကထို့သို့စကားပြောဆိုနေပါတော့လေညာရကအပြုံးမပြပေတဲ့သူမဆစ်စစ်ကြိလိုက်ကငါငိန်ခံနေတတ်တဲ့သူထက်အဲ့လိုလေးစွာလာကိုမှကြိုက်တာနောက်ကြရင်နေအခုလိုစွာနိုင်ဦးမလားဆိုတော့ကြည့်ရတာပေါ့ဟဲ့လူလေခေါ်သွားလိုက်တော့ ညာရကတပိုင်းရွာမှာဆုံးခုံဝေးများနဲ့အတူသူ့ရဲ့တပည့်များကိုပါထည့်ပေးလိုက်တယ်။ညာရကြီးတပည့်များကလည်းမိန်းကလေး9ယောက်တို့ဟာလှည့်နှက်စီပေါ်တင်လိုက်ပြီးတဲ့နောက်ညာရကိုနှုတ်ဆက်ကတစီကူမှနေ၍တပည့်များထူထပ်နေတဲ့တတော်ကြီးများချီအောင်လို့ထွက်ခွာသွားတော့တယ်။ထို့သောထွက်ခွာသွားတာကိုကြည်ရင်ညာရတယောက်ကကျဉ်တ်စွာပြုံးရင်းနဲ့ကြံနေခဲ့ပါတော့တယ်။လောင်းရကြီးရွာလူကြီးနေရင်တွင်ဖြစ်တယ်။ကျွာသားများကဖုံးတော်ကြီးကြောင့်မှကပိယာကြီးနဲ့ចောင်းသားလေးတို့ရဲ့စကားများကိုနားထောင်ပြီးများစွာအံ့ဩလိုနေကြတယ်။ ကပ္ပယာကြီးကရွာလူကြီးနဲ့ညနေချင်းဆိုင်တန်းလျာမှာထိုင်နေတဲ့ตาကြီးနဲ့ခင်မင်းကိုညွန်ပြလာကကျုပ်တို့သူတို့နှစ်ယောက်ကလှုပ်ပေးလာတာမကောင်းဆိုးဝါးကောင်းကလည်းသူတို့နှိမ်နှင်းလို့သေးသွားပြီတော်သေးရဗောခြေအောင်ကြောင်းကြီးမီးမလောင်သွားလို့အဲ့ဒါလေသူတို့ကြောင့်ပါပဲဟုတ်တယ်ဟုတ်တယ်ရွာသားများကလည်းตาကြီးနဲ့ခင်မင်းကိုများစွာကျေးဇူးတင်နေကြတယ်သူတို့ကตาကြီးနဲ့ခင်မင်းကအမောင်ပညာသင်မန်းမသိပဲသူတို့ကြီးကဲတင်ခြင်းများဟုသာတတ်မှတ်ထားကြတယ်ตาကြီးကတပတ်ရင်ရွာသူဆက်သွားလို့တော့ညာလေ ခင်မီဒီကမသွားလို့သေးပြီဘဲကြောင့်ဆိုသောလောင်းရွာကြီးကရွာတွင်ကိတ္တမြနေထိုင်ရန်အတွက်တောင်းဆိုထားခြင်းကြောင့်ပဲဖြစ်တယ်ဒီကဆရာသမားတို့ကျုပ်တို့ရွာလေးမှာခဏလောက်နေကြပါအောင်လားဗျာဘာဖြစ်လို့လဲကျုပ်တို့ကသွားစရာရှိသေးဆရာသမားတို့ပြောပုံရဆိုရင်မကောင်းဆိုးဝါးတကောင်လွတ်သွားတယ်မလားအဲ့ဒါကြောင့်ကျုပ်တို့ရွာလေးမှာ၂ရက်တန်၃ရက်တန်လောက်နေပေးစီချင်ပါတယ်ဗျာ။အဲ့ဒါတော့မဖြစ်နိုင်။ဒါကြီးစကားမဆုံးမြပါပဲခင်မရရွာလူကြီးအား။အဲ့ဒါဖြစ်တဲ့နေငါတို့နေပေးမယ်။ ရွာလူကြီးမှာခင်မေကြီးအပြောကိုသဘောမကျတော့လဲကပီယာကြီးကကြိုတင်ပြီးတော့တတိပေးထားတာကြောင့်နှစ်နာမပြတ်သာဟန်ဆောင်နေလိုက်ရတယ်။ထို့နောက်သူကခင်မေကိုကြည့်လာကကျေးဇူးတင်ပါတယ်သူမကြီးရဲ့။ဘာကျေးဇူးမှတင်စရာမလိုဘူး။ငါတို့ကကုညီတင်လို့ကုညီ啊။ဟင်ပါကဲအဲ့ဒါဆိုရင်နေထိုင်စားရတော့ရဲ့တို့ကဘာမှပူမနေနဲ့။ကောင်းပြီလေ။အဲ့ဒါဆိုငါတို့နေရမယ့်အိမ်ကိုပို့ပေး။ကောင်းပါပြီ။ တိုင်းမှာခင်မီပြောဆိုများကြောင်းလောင်းရွာသူရွာသားများနဲ့ရွာလူကြီးကိုများစွာအားနာလိုနေတယ်။ထို့နောက်သူတို့နှစ်ယောက်ဟာရွာသားတစ်ယောက်မှပြင်အောင်ပြင်ခင်းအိမ်ကြီးတစ်လုံးစီသို့လိုက်ပို့ပေးလိုက်ကြတယ်။အိမ်ပေါ်ရောက်တဲ့အခါတိုင်းမှာခင်မီကစကားဆိုလိုက်တယ်။အမခင်မီဘာလို့ဒီမှာနေရလဲ။ကျုပ်တို့တပတ်အိမ်ရွာကိုသွားမှာမလား။ချက်တည်းလဲကြာနေပြီ။လင်းတွင်နဲ့ဖုန်းကုန်တစ်ခုပြင်မှာစိုးရင်ရတယ်။တားကြီးစကားကြောင့်ခင်မီမှာရေးဆက်ဆက်အကြည့်များပြပြန်ကြည့်လာပြီးတော့အဲ့ကောင်မှနေရောက်ကနေမရလို့မဟုတ်လို့လားပြောစမ်း မဟုတ်ပါဘူးမခင်မရကျုပ်နဲ့ရိုးရိုးသားသားခင်တာပါ ကျုပ်ကအပြစ်မဲ့တဲ့သူတွေကိုမထီးခိုက်စေချင်လို့ပါဗျာဒီကယောက်သားတွေကလည်းအပြစ်ရှိတဲ့သူတွေလားပြောစမ်းဗျာအမခင်မဘာလို့ဆိုလိုတာလဲဒီရွာမှာငါထုံးသားရဲ့တပည့်တယောက်ကိုတတ်လိုက်မိတယ်ဒီလိုထုံးသားကိုတိုင်းလာဟုတ်လာလိမ့်မယ်ခင်မေးစကားကြောင့်တာကြီးကမိသည့်စကားပြန်ပြောရမှမသိဖြစ်သွားလေတယ်တော့နောက်ခင်မေးကဆက်လက်စကားဆိုလိုက်ပြန်တယ်နင်းကောင်မတွေကိုစိတ်မချရင်နင်းတယောက်တည်းသွား ကျုပ်တောင်းမှန်ပါလေမခင်မေကကျုပ်ကအဲ့လိုတွေမတွေးတတ်လို့ဘာဗျနင်တွေးတတ်တာဘာရှိမိမပိုးဖို့လောက်ပဲစိတ်ဝင်စားတာမလားကျုပ်မှာအဲ့စိတ်မရှိဘူးအဲ့လိုမပြောနဲ့ဗျာနင်နဲ့အိတ်ကောင်မနှစ်ယောက်နဲ့ပတ်ကိုပတ်တတ်ရမယ်ပြောစမ်းနင်နဲ့ဘလို့ပတ်တတ်နေရလဲအမယုံကြည်ယုံမယုံကြည်နေဗျာကျုပ်သူတို့နှစ်ယောက်နဲ့ရိုးရိုးသားသားပဲခင်တာအဲ့ဒါမှမယုံလဲကျုပ်လည်းမတက်နိုင်ဘူးနေပါဦးကျုပ်သူတို့ကိုကြိုက်နေတော့ရောဘာဖြစ်လဲအမဘူပါလို့လား ခင်မေတယောက်တာအီးစကားကြောင့်ညာစာစိတ်တိုးသွားပြီးတာအီးကိုဆူဆူရဲရဲကြည့်လာကနင်နင်မခင်မေကြောက်ကိုတတ်မလို့လားတတ်လိုက်ဗျာခင်မေမြည်သည်စကားမှပြန်မပြောတော့ဘဲနဲ့အိမ်ပြင်ကိုထွက်သွားလေတယ်တာအီးဒီလေအိမ်ပြင်တို့ရွာပြင်တို့စိတ်ညစ်စွာဖြင့်လမ်းလျှောက်သွားပါလေတော့လေတာအီးကညာအမောင်တဲတွင်လမ်းလျှောက်ရင်လွယ်ဤထဲမှာဆေးဘောလေးကလေးတစ်လေးကိုထုတ်လိုက်ကတောက်လို့နေတယ်ရွာပြင်ဇေယျစီတို့ရောက်တဲ့အခါမှာတော့ဇေယျတွင်ထိုင်ပြီးတော့ဆက်လက်တောက်လို့နေတယ်။သူရဲ့အတွေးတွင်တော့အမခင်မေက ူ့အားဘဲကြောင့်အပြစ်မြင်နေကြတယ်လို့စဉ်းစားလို့မရဖြစ်နေတယ်။အမခင်မီကသူ့အပေါ်ကိုချစ်ကြိုက်နေခြင်းကမဖြစ်နိုင်လို့သတ်မှတ်ထားတယ်။ဘဲကြောင့်ဆိုတော့အသက်အရွယ်ရမြေးဘွားရွယ်လောက်ကြည့်နေတာကြောင့်ပဲဖြစ်တယ်။သူကအတွေးများစွာနဲ့ဆက်လက်ကိုတောက်နေစင်မှာပဲ။ဆရာထဲသို့လူကြီးတယောက်ဝင်လာပြီးသူ့နဲ့ခလန်းလန်းတွေဝင်ထိုင်လိုက်ကစေဖို့လေးတလေးကိုထုတ်ဥလိုက်ပြီး။မောင်ရင်ဆက်လက်မီလေးတတိုးလောက်ရမလား။ရတာပေါ့ဗျာ။မောင်ရင်ကဒီရွာကားပဲလား။ဟုတ်တယ် တိုင်းတယောက်စိတ်နဲ့လူတိတ်မကတ်တာကြောင့်ဆက်လက်မီးတုန်နေတဲ့လူကြီးအဖေဟာလေးနဲ့မထားပဲဟုတ်တယ်လို့အတန်ခက်ပြက်ပြက်ပြင်ပြန်ဖြေလိုက်တယ်။ထို့နောက်ဆက်လက်မီးတုန်နေတဲ့လူကြီးကဆက်လက်ကိုဖာချရင်စကားဆိုလာပြန်တယ်။အခုလိုရွာပြင်စရမှာညာကြီးမိုးချုပ်ဆက်လက်တော့လာကောင်းတာပဲ။မောင်ရုပ်ကြည့်ရတာစိတ်ညစ်နေတယ်ထင်တယ်။ဘလို့လဲကြီးစားကြောင်များလား။အမဟုတ်ပါဘူးဗျာဒီလိုပါပဲ။မောင်ရုပ်ဒီရွာသားဆိုတော့မေးပြစီရော။ရွာမှာထူးထူးဆန်းဆန်းဘာဒီမက်ဖြစ်သွားသေးလဲ။ ။ဥယျာဒေဝသားမဟုတ်ဘူးလား။ဘာလို့ကျုပ်ကိုလာမေးနေရလဲ။ဥယျာဒေဝသားမဟုတ်ပါဘူးကွာ။လူနှစ်ယောက်ကိုလာချတာပါ။ငါကြားတော့ဒီယွာသားတွေကသူတို့ကိုကောင်းကောင်းမွန်မွန်ပြုစုစားတယ်ဆိုပဲ။ထိုလူကြီးရဲ့စကားကြောင့်တာကြီးကရင်ထဲကိုထိတ်ကနေနေဖြစ်သွားရတယ်။သူ့ဗိမဲဟန်မပြတ်နေလိုက်ကဟုတ်တယ်။မိန်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်ပဲ။ရင်သူတို့နေတဲ့အိမ်ကိုတိလာ။အူရဘာလို့မလို့လဲ။ဘာမလို့ပါဘူးကွာ ူထူးဆန်းတွေလို့ပြောလို့တခါတော့သွားတွေ့ရင်လို့ပါကွာဘာမှလည်းမထူးဆန်းမဦးရကျုပ်မြင်မှာတော့တာမန်ပါပဲဒါနဲ့ဦးရဘယ်ရွာကလဲဦးဦးတို့ရွာကိုမင်းကြားဖူးမယ်မထင်ဘူးကျုပ်ကဘௌဒ္ဓတရှိပါလေဗျအဲ့လောက်လေအထင်မသေးဆန်းပါနဲ့ဟုတ်ပါပြီကွာအဲ့ဒါဆိုရင်လည်းပြောပြရတာပေါ့ဦးတို့ရွာနာမည်ကတပတ်အန်ရွာတဲ့တပတ်အန်ရွာလို့အမည်ကျလိုက်ရတဲ့အတွက်ဒါရီတွေကခေါင်းနှမ်းကြီးသွားတယ်တို့တို့ဆိုရတော့ ယခုသူနဲ့စကားပြောနေတဲ့လူကြီးမှာတပတ်အရွာသူကြီးဦးရင်းသာဖြစ်လိမ့်မည်မှာမလွဲဧကန်ဖြစ်တယ်။ဒါကြောင့်သားကြီးကဆက်လိုက်ကိုနှစ်ချိုင်းမြဖွာလိုက်ပြီးတဲ့နောက်ဦးကြီးကြောက်ပြန်ဦးမယ်ဗျာ။ချက်ချင်းကြည့်ပါလားမောင်ရ။ဟုတ်တယ်ဗျာကြောက်မှလောက်စရာလေးတွေရှိနေတာမေ့သွားလို့။သားကြီးကပြောပြောဆိုဆိုနဲ့ဇရဲမှနေထွက်ခွာသွားတယ်။ဇရဲအပြင်ဝါတရိုက်ကန်ရောက်တွင်တော့ဇရဲထင်းတွင်ဆက်လိုက်တောက်ပြီးကြံခဲ့တဲ့လူကြီးတက်မှာစကားသံထွက်ပေါ်လာတယ်။ဟဲ့ကောင်းလေးတခုတော့မှာကျင်လို့ကွာ။ ဟုတ်ဟုတ်ကဲ့ပြောပါဦးခင်မဲကိုပြောလိုက်ကွာဒီစရက်ကိုမန္တပြညာတကောင်းကျော်ချင်းလာခဲ့လို့ဗျာตาကြီးမှာအတော်လန့်ဖြတ်သွားတယ်ထို့သောဆိုသောဦးရုံသားကသူ့ဟာခင်မင်းနဲ့အတူပါလာမန်တီးပုံရတယ်အခွင့်အရေးရှိရတာနဲ့သူ့ကိုဘာကြောင့်မတိုင်မန်စဉ်းစားလို့မရပေဒါကြောင့်ตาကြီးကမြည်သည့်စကားမှပြန်မပြောတော့ဘဲနဲ့ဇဲအစီမှာခက်မြန်မြန်ထွက်သွားသွားပါတော့တယ်သူ့အတန်လှမ်းတဲ့နေရာရောက်မှာတော့ဇဲအတွင်ကြံခဲ့တဲ့ဦးထွန်းသားကြီးကျဲလောင်စွာဟားတိုက်ရင်မောတန်က ချက်သိန်းထားဖို့ရာကြားလိုက်ရပါတော့တယ်။ဟုတ်ကဲ့ပါ။ဇလန်းလေးကိုအဆုံးထိနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဇလန်းလေးရဲ့နောက်ထပ်အပိုင်းဆက်များကိုလည်းဆက်လက်ပြီးတော့ပြောပြတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe နေတာပြီးအားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။